We'll be right back. မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ငွေပူဖောင်းပွားလာပြီးပြည်သူများပုံမကျတဲလာတယ်လို့ကမ္ဘာ့ဘဏ်ဖော်ပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာငွေကြေးဖောင်းပွားမှု34ရာခိုင်နှုန်းထိရှိပြီးပြည်သူများပုံမကျတဲလာကြောင်းကမ္ဘာ့ဘဏ်ရဲ့စီးပွားရေးစီရင်ခန်းစာတင်မှာဖော်ပြပါရယ်။စစ်တပ်အာဏာမသိမ်းပြီးနောက်ဆုံးကာလဖြစ်တဲ့2022ခုနှစ်ဖေဖော်ဝါရီလမှာမြန်မာငွေကြေးဖောင်းပွားမှုကဘိုးဘဏ်ချက်လက်တွင်ရ1.63ရာခိုင်နှုန်းသာရှိခဲ့ပါရယ်။ငွေကြေးဖောင်းပွားခြင်းကအချိန်ကာလတစ်ခုအတွင်းကုန် င်စီနဲ့ဝန်ဆောင်မှုတို့ရဲ့ဈေးနှုန်းတွေမြင့်တက်လာပြီးအဲ့ဒီအခြေအနေမှာငွေကြေးပမာဏတစ်ခုကပိုပြီးနည်းတဲ့ကုန်စီနဲ့ဝန်ဆောင်မှုကိုသာရယူနိုင်ပြီးကုန်စီနှုန်းတက်လို့ငွေရဝယ်အားလျှော့နေပြီးငွေတန်ဖိုးကျဆင်းတာဖြစ်ပါတယ်။ငွေကြေးဖောင်းပွားမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီလောက်ကဘ ഹു ဘဏ်ရဲ့နောက်ဆုံးထုတ်ပြန်ထားတဲ့2024ခုနှစ်မှာငွေကြေးဖောင်းပွားမှုနှုန်းက25.33ရာခိုင်နှုန်းရှိကြောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့စွန်လ12ရက်ကထွက်ရှိရဲ့ကမ္ဘာပိုင်ရဲ့အစီရင်ခံစာမှာတော့မြန်မာငွေကြေးဖောင်းပွားမှုနှုန်းက2025ခုနှစ်အေပြီလတနစ်တာအတွင်း င်34.3တင်ရခိုင်နှုန်းတည်ရှိခဲ့ကြောင်းခန့်မှန်းပါတယ်။ပြည်တွင်းပဋိပက္ခရီလီယက်စစ်တာပြတ်တာမှုကုန်သွယ်ရေးနဲ့နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားတွေကတ်သတ်ချက်တွေနဲ့အတူလက်တလောစိန်ခေါ်မှုကြီးတဲ့ငလင်ပေးနောက်ဆက်တွေကရက်တီကြောင်းလို့ဖော်ပြပါတယ်။ဈေးနှုန်းတွေကအစမတန်ဆက်လက်မြင့်တက်နေပြီးအိမ်နောက်စုတွေရဲ့ဝင်ငွေနဲ့သုံးစွဲနိုင်မှုကရခင်ထားတက်ပေါ်ပြီးချက်တဲလာတယ်လို့ကမ္ဘာ့ဘဏ်ကဆိုပါတယ်။ ထို့အတူစင်ရွံ့ပါသူတွေကဆက်လက်တိုးလာနေပြီးအထူးသဖြင့်ပြည်တွင်းမှာရွှေပြောင်းနေထိုင်သူတွေစင်ရွံ့ပါမှုမှာပိုပြီးတည်တာလာကအိမ်နောက်စုတွေအနေနဲ့အထွေထွေအကျက်တဲတွေပေါ်ခုခံနိုင်စွမ်းရှော့ချနေကြောင်းအသိပေးပါရယ်မြန်မာနိုင်ငံမှာစင်ကင်းစင်ကင်းဖြစ်ပေါ်နေတဲ့အခက်အခဲအကျက်တဲတွေကအိမ်နောက်စုတွေအတွက်ထွက်ပေါက်မဲ့စေပြီးစိုးရွားတဲ့ဖိအားအောက်အရောက်တွန်းပို့တယ်လို့ဖြစ်နေရင်ဒီလိုဖိအားတွေကြီးလာပြီဆိုရင်ရွေးချယ်စရာမရှိတော့ပဲ value add မှာပါတဲ့ရရအလုပ်ကိုဝင်လို့ရပါတော့တယ်ဒါအပြင်ကလေးတွေရဲ့ပညာသင်ယူမှုအခွင့်အလမ်းနဲ့ရလတ်တွေပေါ် ေါ်လဲတန်ရမှုရှိလာပါတယ်။ဒါဟာမြန်မာနိုင်ငံရဲ့ရေရှည်ဖွံ့ဖြိုးရှင်မတ်ချက်ကိုထိခိုက်လာနိုင်တဲ့အန်ဒီရဲ့လို့ဆိုနိုင်ပါတယ်လို့မြန်မာနိုင်ငံဆိုင်ရာကမ္ဘာပံအကြီးတန်းဘောဂဗီရာပညာရှင် King Edwards ကပြောပါတယ်။ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကလည်းစီးပွားရေးမြို့တော်ရန်ကုန်မြို့မှာစီးရင်နွမ်းပါမှုနှုံတိုးလာပြီးလူဦးရေဆယ်ဦးမှ၄ဦးကျော်ကစီးရင်နွမ်းပါနေကြောင်းစွန်လ၃ရက်ထောက်စီးရင်ခန်းစာမှာဖော်ပြပါတယ်။ရန်ကုန်မြို့ပြစီးရင်မှု စစ်တမ်းအရာလွန်ကဲတဲ့ရှင်းနှစ်ကရန်ကုန်မြို့လူဦးရေ30ရာခိုင်နှုန်းသာဆင်းရဲနှံပါပြီး2023ခုနှစ်အရောက်မှာလူဦးရေ43ရာခိုင်နှုန်းထိဆင်းရဲနှံပါလာကြောင်းဖော်ပြပါရယ်။တနေ့တနေ့ထမင်းစားအဖို့ရေဘလို့ချက်ရမလဲပဲခေါင်းနှင်းရှိတော့တာစစ်တပ်ကအာဏာမသိခင်ကဟင်းတစ်ခွက်ချနိုင်ခဲ့တာအခုတော့ဟင်းတစ်ခွက်ကိုမနဲ့ညကြံခွဲစားနေရတဲ့အပူဝင်ငွေမပြောနဲ့နေမကောင်းဖြစ်ရင်တော့အလကားကူပီးတာနဲ့ဈေးသက်သာတဲ့စီကံရွှေးနေရတယ်လို့ရန်ကုန်မြို့ရှိအင်ရှင်မတောင်ကပြောပါရယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့ဗဟိုဘဏ်ကဒေါ်လာကို ကျန်2100သတ်မှတ်ထားတော်လဲပြင်ပပေါက်စီဇွန်လ16ရက်နေ့မှာ တဒေါ်လာကိုကျပ်4400မှ4500ကျားရှိနေပါတယ်။အလားတူထိုင်းဘတ်တရုတ်ယွမ်စင်ကာပူဒေါ်လာအိန္ဒိယရူပီစတဲ့နိုင်ငံခြားငွေများနဲ့လဲလှယ်နှုန်းတွေမှာလည်းကျပ်ငွေတန်ဖိုးကျဆင်းနေပါတယ်။ငွေလဲနှုန်းတန်ဖိုးကျပြီး73စီစီနှုန်းများတက်လာပြီးပြည်တွင်းမှာငွေကျပ်ငွေဖောင်းပွားကအထူးကုန်စည်နှုန်းများကြီးမြင့်ပြီးပြည်သူများစုအခက်တွေ့နေရပါတယ်။စစ်တပ်အာဏာမသိခင်ကတဒေါ်လာကို1338ကျပ်နဲ့ရွှေတစ်ကျပ်သား73သိန်းဝန်းကျင်ဟာအခုအခါရွှေဈေးမှာလည်းကျပ်သိန်း80ကျော်နေပြီဖြစ်ပါတယ်။နောက်ထပ်တစ်ပုံ နယ်မင်းကွန်းနယ်စစ်ကြောထိုးနေတဲ့စစ်တပ်ကကြောင်းထိုင်ဆရာတော်တပါအပါဝင်ပြည်သူလေးဦးကိုတပြက်ပြီးရွာနဲ့ရွာကိုမိရှုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းမြို့နယ်မင်းကွန်းတကျော်ကို9ရက်တာစစ်ကြောထိုးနေတဲ့စစ်တပ်ကကျေးရွာနဲ့ရွာကိုမိရှုဖျက်ဆီးကကြောင်းထိုင်ဆရာတော်အပါဝင်ပြည်သူလေးဦးကိုတပြက်ထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဇွန်လ10ရက်ကစတင်ပြီးသကိုင်းမြို့ရဲ့မြောက်ဘက်ကစစ်တပ်ကာကင်းတွေကစစ်သားတွေအကုန်စုပြီးမင်းကွန်းရွာထဲကိုစစ်ကြောထိုးဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မြောက်ဘက်ကကင်းရွာကိုဆက်ပြီးစစ်ကြောထိုးဖို့ စူးစမ်းစဉ်တော်လိုင်းတက်တွေနဲ့အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီနေ့မှာပဲစစ်တပ်စစ်ကြောင်းပြန်ဆုတ်ခဲ့ပြီးကင်းရွာနဲ့မင်းကွန်းရွာကြားတဲ့ကစူတောင်းပြည်ဘုံကြီးကျောင်းကိုစစ်တပ်ကဝင်ရောက်စီးနင်းခဲ့ပါတယ်။ဘုံကြီးကျောင်းကိုဝင်ရောက်ပြီးကျောင်းထိုင်စီရတော့ဆရာတော်ရဲ့မဲတော်နဲ့ရောက်ဖတ်တော်ဆက်သူတွေကိုစစ်တပ်ကပြစ်တက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ဇွန်လ13ရက်နေ့မှာတော့အင်အားလုံးကြီးနဲ့ထိုးလာပြီး PDF ကကင်းပေါက်ကကင်းရွာကနေချောင်းမကြီးရွာထိစစ်တပ်ကဝင်ရောက်လာတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။13ရက်နေ့မှာချောင်းမကြီးကျွရွာကိုဝင်ရောက်ပြီးဒေသခံတွေကရွာရဲ့အနောက်ဘက်ကိုစစ်ဆောင်ခဲ့ပြီးမင်းဝန်တောင် မျိုးကတက်လာတဲ့စစ်ကြောင်းနဲ့တွေ့ကပြစ်ခတ်ခံရပြီးတက်ကြီးအမျိုးသားတအုပ်တီဆောင်ကလူလက်ပိုင်းမျိုးသမီးနှောင်းထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။အဲ့ဒီစစ်ကြောင်းကဇွန်လ14ရက်နေ့မှာကင်းရွာနဲ့ချောင်းမကြီးရွာတွေကိုတပြိုင်တည်းမိရှုခဲ့တယ်လို့သိရပါတယ်။ကင်းရွာကတော့အကုန်ကုန်ပြီလို့သိရတယ်။ချောင်းမကြီးကလည်း၃ပုံ၄ပုံလောက်ကုန်ပြီလို့ပြောတယ်။အတိအကျတော့မသိရသေးဘူးလို့ဒေသခံတအုပ်ကဆိုပါတယ်။ဇွန်လ16ရက်နေ့မှာတော့အဲ့ဒီစစ်ကြောင်းကကင်းရွာမြောက်ပြားနဲ့ကင်းရွာတွေကထိုင်းဝမ်ဘုံကြီးကျောင်းတို့ကိုတက်ဆွဲထားတယ်လို့ဆိုပါတယ်။အဲ့ဒီစစ် ကြောင့်ကိုဒေသခံတော်လိုင်းတပ်တွေကစုပေါင်းတိုက်ခိုက်နေကြပြီး၅ရက်လုံးတိုက်ပွဲတွေဖြစ်နေတာမို့ခင်းရန်လူအမှုတွေလည်းရှိနေတယ်လို့ဒေသခံတော်လိုင်းတပ်ဖွဲ့တချို့စီကသိရပါဗျ။ဆလပ်ပြီးဇလင်းမျိုးနဲ့တညောင်တိုက်နေရဲစခန်းမှု ဆက်လင်းပကဖတံအလင်းဝင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းဆက်လင်းမြို့နယ်တညောင်တိုက်နယ်ရဲစခန်းမှုအလင်းဝင်ရောက်ခဲ့တယ်လို့ဆက်လင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောပါရယ်။ဇွန်လ15ရက်နေ့ညနေ6:00နာရီကမှဆက်လင်းမြို့နယ်တညောင်တိုက်နယ်စခန်းမှုအပြင်ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ဒုတိယရဲမှုတအုပ်ကအကြံဖက်စစ်ကောင်စီရဲ့လက်အောက်မှာတာဝန်မထမ်းဆောင်လို့ဆက်လင်းမြို့နယ်ပကဖတံချိန်ဆက်ပြီးအလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါရယ်။ အဆိုပါအနေဝင်လာတဲ့ဒူရဲမှုကဆလင်းမြို့နယ်မှုရုံမှာဒူးမြို့နယ်မှုဖြင့်နှစ်နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ရပြီးရင်နောက်အခုဇွန်လအစောပိုင်းမှာတညောင်တိုက်နယ်စခန်းမှုဖြင့်ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာခြင်းဖြစ်ကြောင်းသိရပါတယ်။အဓိကတော့လက်နက်ခဲရညွေနဲ့အလင်းဝင်ရောက်လာပြီးထိုင်းတဲ့နယ်စုကြီးငွေရယူပြီးပြည်သူလူထုဘက်ကနေရှက်တီပြီးဆက်အာနာရှင်ကိုတော်လန်ပြီးကြဖို့ကြန့်ရှိရဲစစ်သားရဲတပ်သားတွေကိုနှိုးစော်ကြမှာလို့ဆလင်းမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့မှတာဝန်ရှိသူတောင်ကပြောပါတယ်။ဆလင်းမြို့နယ်တွင်ကြန့်ရှိနေတဲ့စစ်ကောင်စီလက်ခံစစ်တပ်သားတွေနဲ့ရဲတပ်သားတွေအနေနဲ့ ပြည်သူနဲ့တူပူးပေါင်းပါဝင်ပြီးလက်နက်ခဲယံများနဲ့အလင်းဝင်ရောက်ပြီးထိုက်တန်တဲ့စုကြီးငွေများရယူကစစ်အာဏာရှင်ကိုတော်လှန်ပေးကြဖို့စလင်းမျိုးနဲ့ပြည်သူကာကွယ်အဖွဲ့ကအတိပေးနှိုးဆော်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ဆလပီညီနာမဟာမိတ်သုံးဖွဲ့ကမူဆယ်တရငါမိုင်မှာအွန်လိုင်းကနေအခွန်ကောက်ခံမှာဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကုံတင်များနေရှင်များစုလိုင်းလာတရနေနောက်ဆုံးထားမှတ်ပုံတင်ရမယ်လို့သိရပါတယ်။ညီနာမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDA TNL နဲ့အေရိုထိန်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့အနီးရှိမူဆယ်တရငါမိုင်ကုံသွင်းရေးဆောင်မှာအွန်လိုင်းကနေအခွန်ကောက်ခံသွားမယ်လို့ဇွန်လ10ရက်နေ့ကကြေညာထားပါတယ်။မူဆယ်တရငါမိုင်ကုံသွင်းရေးဆောင်မှာဖြတ်တန်းသွားလာတဲ့ကားတွေနဲ့ ကုန်ပစ္စည်းတွေကိုအွန်လိုင်းမှာတဆင်အခွန်ကောက်ခံသွားမှာဖြစ်ပြီးညီနောင်မဟာမိတ်တုံးဖွင့်ရင်ကျင်းစံကြောကိအကောက်ခွန်ခဏကစီမံခန့်ခွဲမယ်လို့သိရပါတယ်။လာမယ့်ဇူလိုင်လတရက်ကစပြီးမူဆယ်တရက်ငါးမိုင်ကျင်းစံကြောကိမှာညီနောင်မဟာမိတ်တုံးဖွင့်ရင်အကောက်ခွန်ဌာနကကုန်သွင်းမှုအသွင်ရထုတ်ချူတီဆောင်နှုန်းတွေကိုစီမံခန့်ခွဲမှာဖြစ်တဲ့ကျင်းတာကုန်စည်ပို့ဆောင်ရေးဌာနကအဲ့ဒီလုပ်ငန်းစဉ်တွေကိုစီမံခန့်ခွဲပါမယ်။ဒါကြောင့်တရုတ်မြန်မာနဲ့ဇက်ကိပောက်တွေပုံမဖွင့်လှစ်လာတာနဲ့အမျှကုန်ကားတွေအဝင်ထက်များလာတာကြောင့်အွန်လိုင်းကုန်သွင်းမှုအဆောင်တင်ပြခြင်းစနစ်နဲ့ရ ှင်မှတ်ပုံတင်ခြင်းစနစ်တွေကိုအစင်းမြင့်တင်သွားမယ်လို့ကြေညာချက်တွေရသိရပါတယ်။ရှင်များအနေနဲ့ဇူလိုင်လ1ရက်နေ့နေဆက်ကုံသွင်းမစတင်ပြီးမှတ်ပုံတင်ခြင်းများအပြီးဆောင်ရမှာဖြစ်ပြီးဇူလိုင်လ1ရက်နေ့နောက်ပိုင်းအွန်လိုင်းစနစ်နဲ့အခွန်ဆောင်ထားခြင်းကိုလည်းတင်ပြရမယ်လို့ဆိုပါတယ်။ညီနောင်မဟာမိတ်တုံးဖွဲ့ရဲ့အခောက်ကွန်ဌာနလက်အောက်ခံကျင်းတာကုံစီပို့ဆောင်ရေးဌာနမှကုမ္ပဏီများမှတ်ပုံတင်ခြင်းနဲ့ရှင်မှတ်ပုံတင်ခြင်းတွေကိုပြီးစီအောင်ဆောင်ရွက်ထားမှာဖြစ်ပါတယ်။ကုန်တင်များနဲ့ကုမ္ပဏီများအတွက်ကိုယ်တိုင် ကြိုတင်အခွန်ကောက်ဖွင့်ခြင်းရင်အဝင်ထွက်ကြိုတင်မှတ်ပုံခြင်းနဲ့ကပြားများထုတ်ပြီးစနုပ်ကိုမဟာမိတ်ညီနောင်၃ဖွဲ့ကလှုပ်ဆောင်ပြီးမှဖြစ်ပါတယ်။ လုပ်ငန်းများအခွန်ဆောင်တဲ့အချိန်နောက်နေကြံ့ကြာမှုမဖြစ်စေဖို့စာရွက်စာတမ်းထောက်ထားတွေကိုအမြန်ဆုံးပြင်ဆင်ထားဖို့လိုအပ်ကြောင်းညီနောင်မဟာမိတ်တုံးဖွဲ့ကမူဆယ်တရငါမိုင်ကျင်းစံကြော့ကိမ်မှာတရားဝင်ကြီးညာပါတယ်တရုံရဲ့ဂျောင်းဝင်စိစက်မှုနဲ့စစ်ကောင်စီထံကို MNDE ကလာရှုမြို့ကိုပြန်လည်ပြည့်ပြည့်ရဲ့နောက်တရုံမြန်မာနယ်စပ်ကုံသွင်းပြန်လည်စတင်ဖို့ကြိုးပမ်းလာရာယခုလက်ရှိညီနောင်မဟာမိတ်တုံးဖွဲ့ကတော့မူဆယ်တရငါမိုင်မှာတရားဝင်အခွန်ကောက်ခံမယ်လို့ကြီးညာလာခဲ့ပါတယ်မူဆယ်တရငါမိုင်ကိုညီနောင်မဟာမိတ်တုံးဖွဲ့ကထိန်းချုပ်ပြီးအခွန်ကောက်ခံနေမှုကိုစစ်ကောင် ောင်ဆောင်မင်းအောင်လှိုင်နဲ့ပို့ချုပ်များကကျင်းနှမှုမရှိတော့လဲတရုတ်ရဲ့ဖိအားကြောင့်ဘာမှလုံမရဘူးလို့ပြောပါရယ်စစ်ကောင်စီနဲ့ MND ဆွေးနွေးမှုတွေထဲမှာ လာရှိုးမျိုးအပါဝင် MND ထိန်းချုပ်ထားတဲ့မြို့နယ်တချို့ကိုစစ်ကောင်စီတပ်ပြန်လည်ပြည်အရေးပါဝင်ခဲ့ပါရယ်ရောက်ရှိတဲ့နေရာတွေမှာအပြစ်ခတ်များရဲဆဲပြီးနေဆက်ကုံသွေးပြန်လည်ဖွင့်လှစ်ရေး MND ထိန်းချုပ်ဒေသတွေကိုတိုက်ခိုက်မှုတွေမပြုလို့ရပါဝင်ညီနောင်မဟာမိတ်တုံးဖွဲ့တင်ပိုက်ထားတဲ့မူဆယ်တရငါမိုင်ကုံသွေးစုံနေမျိုးတွေကိုလည်းစစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုတွေမလုပ်ဖို့ပါဝင်ခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရှင်